အော်ဟစ်နေတဲ့ပုံကိုယ်တွေလည်းကြောက်လန့်လို့အော်ဟစ်နေတာပဲဖြစ်မှာအဲ့တော့တေဂဏီကြောက်တဲ့အခါကျတော့လူတွေဟာဒုက္ခပဏိတာပရိဓိဝေယန္တိအဲ့ဒီကြတော့မှပျော်သမျှတွေဟာနောက်ဆုံးချိန်ရောက်လာပြီဆိုလို့ရှိရင်ဒုက္ခရောက်ပြီးတော့ဖယ်သွားရမှာဘယ်ကိုရောက်မှန်းလည်းမသိတော့စိုးရိမ်တော့ကြရဖြစ်ပြီးတော့ပြောကြငိုကြွေးကြတယ်တဲ့ ဒါကံကုံအာယုန်နေနဲ့ပတ်သက်ပြီးတော့လူတွေဟာဒီလိုခြေနေမျိုးကိုရောက်တတ်တယ်ဆိုတော့မြတ်စွာဘုရားဟောတာဒါကံကုံရဲ့အပြစ်တွေကံကုံထဲမှာနေမယ်ဆိုရင်ဒီလိုဟာမျိုးတွေဒီကနေ့မှာဒုက္ခရောက်ပြီးတော့ကိုယ်ကိုမကြည်မနက်တွေဖြစ်နိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားနီလန်းပေးတယ်နောက်တခါထာမှာတတ္တမဟိသိခေထဣတိဝသန္တု ရသော်ပြာဟောကြားတဲ့တရားဓမ္မမလာတဲ့အတိုင်းသီလအကျင့်ကိုကျင့်ပါတဲ့။တမာရီအကျင့်ကိုကျင့်ပါ။ပညာအကျင့်ကိုကျင့်ပါတဲ့။မသေးခင်မှာကာမဂုဏ်အာယုန်တွေထဲမှာစိတ်ကိုလွတ်မထားပါနဲ့။ဒီသာသနာကလမ်းပြတဲ့အတိုင်းလိုက်နာကျင့်သုံးပါတဲ့။ယံကေစီစဉ္ညာဝိတမတိလောကေ။လောကမှာတရားမြတ်တမှုမရှိဘူး။ အကုသိုလ်တရားဖြစ်တယ်ဒုစရိုက်ဖြစ်တယ်တို့သိတာမှန်သမျှအဲ့ဒီဒုစရိုက်အတွက်ဘယ်တော့မှမကောင်းတဲ့အကုသိုလ်မလုပ်ပါနဲ့နတတဟေတုဝိတမံစရိယကိုမကောင်းမှုလို့သိထားရင် မကောင်းမှုအတွက်မကောင်းတဲ့အကုသိုလ်တွေကိုဆက်မလုပ်ပါနဲ့လို့ပြောတာဒါကလိုက်နိုင်ရမယ့်အချက်ကိုပြောတာမကောင်းမှန်သိရင်ရှောင်လိုက်ပါ မကောင်းမှန်းသိရင်ရှောင်လိုက်ပါတဲ့အဲ့ဒါလေးဆက်မလုပ်ပါနဲ့ဘာဖြစ်လို့တော့ဆိုရင်လူရဲ့အသက်ဆိုတာတူတူလေးပါတဲ့အပင်ညိတံဇီဝိတမဟုထိတာစဉ်းစားညာရှိတဲ့ပုဂ္ဂိုလ်တွေကလူရဲ့တက်တန်းဟာ တရားအတွင်းမှာပဲသိဆုံးကြတာများလို့သူအသက်ဟာအလွန်တူတယ်ဒါတွေမကဘူးပညာရှိနဲ့ကြည့်မယ်ဆိုလို့ရှိရင် လူသက်ဟာအသက်တရှူပဲရှိတာနော်တကယ်ကြည့်ပဲဆိုရင်အသက်ရှူနေတဲ့လေပေါ်မှာမှီပြီးတော့နေရတယ်ခန္ဓာကိုယ်ရဲ့အငွေ့ပေါ်မှာမှီပြီးတော့နေရတယ်လူရဲ့အသက်ဆိုတာအမတန်မှတိုးတယ်စိတ်တခဏတစ်ခုလေးနဲ့လူဟာအသက်ရှင်နေကြတယ်ယထာအဲကားရီကားလမ်းပေါ်မှာ ကားမောင်းနေလို့ရှင်ကားဘိန်းဟာဒီ တထွာလေးလောက်တင်မယ်လမ်းနဲ့ထိတာကြံနေတာမထိဘူးဘယ်ခါဖြစ်ဖြစ်တထွာစာလေးလောက်ပဲထိတယ်အဲ့ဒါလိုပဲလူတွေဟာဘယ်နှစ်နှစ်ပဲနေနေအသက်ရှင်နေအချိန်ကတခဏလေးပဲလို့သူပြောတာအဲ့ဒါကြောင့်မို့မိမိလျော့ရော့မနေပဲနဲ့ဒီအမတန်တူတောင်းတဲ့လူ့ဘဝတက်တန်းလေးမှာမကောင်းတာတွေမလုပ်ဖဲနဲ့ရှောင်ကြဉ်ပါလို့